အနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရကြောင်းညိုစောက ပြောပါတယ်မြန်မာနိုင်ငံတွင်အာဏာသိမ်းထားသောစစ်တပ်ကအနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရကြောင်းမရောက်နိုင်ခန့်အပ်ထားသောဝန်ကြီးချုပ်ဆိုသူဘိုဂျိုဟောင်းညိုစောကပြောပါတယ်မြန်မာနေ့ဒီပြည်တော်တွင်ပြုလို့သောစစ်ကော်မရှင်တွင်၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါတယ် ်လက်ရှိမိမိတို့နိုင်ငံအပေါ်အနောက်အင်အားကြီးနိုင်ငံအချို့နဲ့၎င်းတို့ဩဇာလွှမ်းမိုးခံနိုင်ငံများအနေဖြင့်စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများမီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်းလက်ရှိကာလတွင်နယ်စပ်ဒေသများကိုအခြေပြု၍ဖြစ်ပေါ်လျက်ရှိသောနိုင်ငံဖြတ်ကျော်မှုကင်းများနဲ့နယ်စပ်အခြေပြုလက်လက်ကိုင်းဖွဲ့စည်းများကကာစီနိုနဲ့အွန်လိုင်းလောင်းကစားခြင်းများကိုနိုင်ငံတကာရည်ရွယ်ဖွဲ့များနဲ့အတူကျူးလွန်ဆောင်ရွက်နေသည့်အတွက်ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်နေကြောင်း၎င်းကပြောပါတယ်။ စစ်တပ်က2023ခုနှစ်အောက်တိုဘာလမှစ၍2025ခုနှစ်နိုဝင်ဘာလလည်းအထိနှစ်နှစ်ကျော်ကာလတွင်မြန်မာတို့အိန္ဒိယနိုင်ငံများမှတဆင့်တရားမဝင် ရောက်လာခဲ့သည့်နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား6809ကိုအိန္ဒိယနိုင်ငံများမှတဆင့်တပ်ဆိုင်ရာနိုင်ငံများသို့ပြန်လည်ထွက်ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်းအိန္ဒိယနယ်စပ်လမ်းကြောင်းများမှတဆင့်မိမိတို့နိုင်ငံတွင်တရားမဝင်ဝင်ရောက်လာပြီးနယ်စပ်ဒေသများတွင် အခိုင်အမာခြေချ၍ အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်လောင်ကစားအဖွဲ့များကိုလည်းအမျိုးသားရေးတာဝန်တရက်ဖြစ်အင်တိုက်အတိုက်ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်းညိုစောကဆက်လက်ပြောဆိုပါရယ်အကြံပေးစစ်တပ်ကညိုစောကထို့သို့ပြောဆိုတော်လဲရတွေ့တွင်မူမြန်မာနိုင်ငံတွင်ဂျာဖြတ်အွန်လိုင်းငွေလိမ်လည်မှုများအမြင့်ပြတ်သွားခြင်းမရှိသေးပဲပုံမူတိုးပွားလာနေကအမေရိကန်ပြည်ထောင်စုကဂျာဖြတ်တက်ချက်ရေးအထူးဖွဲ့ဖွဲ့စည်းရသည့်အထိအခြေအနေများဖြစ်ပေါ်လျက်ရှိကြောင်းတီးရပါရယ်လက်ရှိကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွင် စစ်တပ်နဲ့လက်အောက်ခံ BJP များက KK ဖောက်နဲ့ရွှေကိုကိုရင်ဂျားဖြတ်နေတဲ့ရေဟုအမိတက်၍ဝင်ရောက်စီးနင်းဖမ်းဆီးမှုတချို့လှုပ်ဆောင်နေတော့လဲ BJP ကဂျားဖြတ်တရုတ်တထေးများနဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူများကိုဝင်ရောက်မစီးနင်းမီဘေးရရနေရာများသို့ခေါ်ထုတ်မှုများဖြစ်ပေါ်လက်ရှိကြောင်းသိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ UNG ကမူစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေသားဆောင်တပ်များကရာဇဝတ်လုံငါများကို အာဏာသိမ်းစစ်တပ်၏အကာအကွယ်ဖြင့်ပြန်လည်လုပ်ကန်ခဲ့ကြောင်း ထို့ကြောင့်လက်ရှိအကြက်တန်းများ၏အဓိကတရားခါမှာအကြမ်းဖက်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကဆိုက်ဘာလိင်လယ်မှုများကိုနှိမ်နှင်းရစ조사လာတော့ကြောင့်စစ်တပ်က KK ဖတ်ခဲ့သူတို့ငွေကြေးလိင်လယ်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီးဒရင်ပြည်နယ်၏အခြားနေရာအနှခုတို့ပြောင်းရွှေ့ကငွေကြေးလိင်လယ်စင်တာများပြန်လည်လဲပတ်နိုင်ရာစီစဉ်နေမှုကို NUG ကအထုသတိထားစောင့်ကြည့်လျက်ရှိကြောင်း MD ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကလွန်ပါလာစကိုရင်းနေတွင်ထုတ်ပေါ်ပြောဆိုထားပါသည် ။ဘုံကြီးမြို့နယ်နမ်းမမြို့ရဲစခန်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ကြောင်းတည်ရပါတယ်။ကချင်ပြည်နယ်မိုးရင်မြို့နယ်နမ်းမမြို့မှရဲစခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့များကဝန်ရောက်တိုက်ခဲ့ကြောင်းမိုးရင်မြို့နယ်ဒေသပြည်သူများကပြောပါတယ်။အော်တိုဘားလ9ရက်နေ့နာနခုနာရီချင်းနမ်းမမြို့မြို့မရက်ွက်ရှိနေပြည်ရဲစခန်းကို KIA KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီးတနင်္လာနေ့ပါနှစ်ဖက်ကြံလန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း နမ်မနယ်နှင့်ရဲစခန်းမှဒေသခံရဲများအပြင်အကြမ်းဖက်စစ်တပ်နှင့် SNA ပူးပေါင်းတပ်များထိုင်စခန်းချလာသည့်နေရာဖြစ်ပြီးတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုများရှိခဲ့ကြောင်းမွန်ရင်ဒေသခံများကပြောပါတယ်မနက်9နာရီလောက်မှတိုက်ပွဲဖြစ်ကြတာရဲစခန်းထဲမှာရှိတဲ့စစ်သားနဲ့ရဲတွေထိခိုက်တာများတယ်အခုတော့ရဲစခန်းပဝန်းကျင်တစ်ခုလုံးကိုအင်အားထပ်ဖြည့်ထားတယ်ပြည်သူတွေကတော့အကုန်ရှောင်နေရတယ်ဟုနမ်မမြို့မှဒေသပြည်သူတို့ကပြောဆိုပါတယ်ရင်းတို့တိုက်ပွဲဖြစ်ပွားပြီးနောက် ရဲစခန်းဤတဝိုင်းမှဒေသပြည်သူများမှမာလေးမြစ်ချင်းသားယထာတန်လန်အနောက်ဘက်ခြမ်းသို့စစ်ဘေးရှောင်လာကြပြီးမွန်ညင်းမြို့နယ်မြစ်ချင်းသားမြို့တို့တွင်စစ်ဘေးရှောင်သည့်လူများရှိကြောင်းသိရပါသည်။နာမဟိုပင်အင်းတော်ကြီးတဝိုင်းတွင်စစ်တပ်လက်အောက်ခံ SNA ရှမ်းလီပူအောင်တပ်များနှင့် KIAKP တရပူအောင်တပ်ဖွဲ့များကြားတိုက်ပွဲများမကြာခဏဖြစ်ပွားနေကြောင်းသိရပါသည်။လက်ရှိစစ်ကောင်စီတပ်နှင့် SNA ပူအောင်တပ်များကအင်းတော်ကြီးကအရှိတ်ဘက်ခြမ်းနာမနတ်မွန်း လုံးတုံမိုင်းနောင်မမုံကိုင်စသည့်ခြေရွာများကိုထိန်းချုပ်ထားပြီးအင်းတော်ကြီးကအနောက်ဘက်ခြမ်းဝေလုံချောင်းဝါညောင်မင်းစသည့်ခြေရွာများကို KIA နဲ့ပူအောင်တပ်ဖွဲ့များကတိမ့်ပိုက်ထိန်းချုပ်ထားကြောင်းသိရှိရပါတယ်။နဇုံမြုံနယ်တွင်စစ်ကြောင်းထိုးရန်ထွက်လာသောစစ်တပ်ကိုဂျားပြတ်တိုက်ခိုက်မှုကြောင့်စစ်သား15ဦးထိခိုက်ဒဏ်ရာရပြေဆုံးပြီးပြည်ထက်ပြည်ပေါ်5ဦးကြာဆုံးကြောင်းသိရပါတယ်။မာလေးတိုင်းနဇုံမြုံနယ်တွင်စစ်ကြောင်းထိုးရန်ထွက်လာသောစစ်တပ်ကိုဂျားပြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ15ဦးထိခိုက်ဒဏ်ရာရသေဆုံးပြီးပြည်ထက်ပြဲပေါ်9ဦးကြာဆုံးကငကနီပြောက်ကြားတပ်ဖွဲ့မှမြင့်ကြာမှတာဝန်ခံကိုတန်းကပြောပါရယ်။နော်မာလာစစ်ကွန်ရဲ့နေ့နနက်8:35မိနစ်ခန့်အချိန်ငဇုံမြုံနယ်မြို့သားထိုင်ရဲစခန်းမှထနောက်ပင်ကျေးရွာဘက်သို့စစ်ကြောင်းထိုးရန်ထွက်လာတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ကိုတော်လှန်ရေးတပ်ဖွဲ့များကဂျက်ပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါရယ်။အဆိုပါတိုက်ခိုက်မှုကိုမြင့်ကြာတိုက်နယ်သို့ငကနီပြောက်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ ်နေမြေကမာဘိတ်အဖွဲ့များကပူပေါင်းပြီးလှုပ်ဆောင်ခဲ့ကြောင်းတီးရပါတယ်။မာဘိတ်ရဲဘော်ငါးဦးကြာဆုံးပါတယ်။ခွေးတွေကသူတို့လူတွေထိခိုက်များတော့နောက်ထပ်အင်အားထပ်ဖြည့်ပြီးပြန်လာတာ။အဲ့ဒီခါမှသူတို့လူတွေကားနဲ့ပြန်တယ်သွားတာ။စစ်ခွေးပဲလက်နက်ခဲယံတင်းစီရောက်မိတာမျိုးတော့အဲ့လိုမျိုးတော့မရနိုင်ဘူး။နှစ်ဖက်အတွင်းမှာပြစ်နေတဲ့အချိန်လေချောင်းကလည်းဝဲလာတာတကြောင်။သူတို့ကအင်အားထပ်ဖြည့်ပြီးထပ်တိုးလာတာကြောင့်သူတို့နည်းနည်းနောက်ပြန်ဆုတ်ပေးတာ။အဲ့ဒီချိန်မှာသူတို့ကပြန်တယ်သွားတာပါဟုငကလီပြောက်ကြားတက်ဖွဲ့မြန်ချာမှတာဝန်ရှိသူကပြောပါတယ် ်အဆိုပါတိုက်ခိုက်မှုကိုမြင့်ကြံတိုက်နယ်သို့နိုင်ငံဒီပြောက်ကြားပြည်သူ့ကော်မတီတပ်ဖွဲ့နဲ့လက်နက်ခမာဝေးဖွဲ့များကပူပေါင်းလို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ရွှေဘုံမြို့ပေါ်တွင်လက်ဖက်ဆိုင် စားတော့ဆိုင်ဈေးအပါဝင်မင်္ဂလာဆောင်ပါမချာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလုဆောင်နေကြောင်းသိရပါတယ်။သခိုင်းတိုင်းရွှေဘုံမြို့ပေါ်တွင်လက်ဖက်ဆိုင်စားတော့ဆိုင်ဈေးအပါဝင်မင်္ဂလာဆောင်ပါမချာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလုဆောင်နေကြောင်းမြို့ပေါ်မှာလူငယ်များနဲ့ပြည်သူများကပြောပါတယ်။ အောက်တိုဘာလ6ရက်နေ့နန္ဒပိုင်ရွှေဘုံမြို့ပေါ်တွင်ပြုလုပ်နေသောမင်္ဂလာဆောင်တစ်ခုတွင်သို့အချမ်းပက်စစ်တပ်ကဝင်ရောက်ပေါ်လာဆွဲမှုများလုံဆောင်ခဲ့ရာဒရိုသားထွက်ပြေးလွတ်မြောက်ခဲ့တော်လဲမင်္ဂလာဆောင်ကူသူလူငယ်များဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းမင်္ဂလာပွဲမှာပြတ်သွားကြောင်းသိရှိရပါသည်။နာနဲ့မာဘူတာနီမင်္ဂလာဆောင်ကိုဆူဆောင်းရေးဝင်ဆွဲတာဒရိုသားထွက်ပြေးနိုင်လိုက်ပြီမဲ့မင်္ဂလာဆောင်ကူတဲ့လူငယ်တွေအဖမ်းခံလိုက်ရတယ်။ရွှေဘုံမြို့ပေါ်မှာဆက်ကဆက်ကနေတိုင်းပေါ်တာဆွဲနေတာဟုဒိသအဖြစ်သူတူကပြောပါတယ် အကြံပေးစစ်တပ်သည်နန္နခင်းနှင့်နေလည်ခင်းအခြေများတွင်ပါလက်ဖေးဆိုင်ဇေကြီးဘွဲစားဝမ်းများပါမချမ်းဝင်ရောက်ပေါ်တာဆွဲနေ၍လူငယ်လူငယ်များပင်အသက်40ကျော်တက်လက်ပိုင်းများပါရှောင်တိတ်နေရကြောင်းဒေသပြည်သူများကပြောပါတယ်ရွှေဘုံမြို့ပေါ်တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌကျော်နိုင်ကရွှေဘုံခရိုင်ဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးတန့်စော်လင်းကြီးညွှန်ကြားချက်ဖြင့်အထောက်အပံ့ပြုပေးနေကြောင်းပေါ်တာဆွဲဖမ်းဆီးရရှိသူများကိုမြို့နယ်ထွေးဥယုံတွင်ယာယီထိန်းသိမ်းပြီးနောက် တက်ဆိုင်ရာစစ်မှုထမ်းဆုဆောင်တပ်များနဲ့တင်နန်းကြောင်များကိုပို့ဆောင်ကြောင်းငွေကြေးတက်နိုင်သူများကိုမြို့နယ်ထွေးဥယုံရင်ပြန်လည်ရွေးခိုင်းပြီးလှုပ်ပေးခြင်းများကိုမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌဂျွန်နိုင်ကလှုပ်ဆောင်လက်ရှိကြောင်းတည်ရပါတယ်။ရွှေဘုံမြို့ပေါ်မှာအခုလိုဝရုံးသုံးကားဖြစ်နေတာကထွေးဥမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်နဲ့တက်ကဘုံမှုလက်ချက်ပါပဲ။သူတို့ကခရိုင်အုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဘုံမှုကြီးတန့်စော်လင်းရဲ့ညွှန်ကြားချက်နဲ့ပေါ်တာဆွဲတယ်။ငွေညစ်တယ်ငွေနဲ့လာမရွေးရင်စစ်မှုထမ်းဖြစ်ပို့ဆောင်တယ်။တကယ်ကိုဝရုံးသုံးကားဖြစ်နေတာ။ မြို့ပေါ်လိုနေရာမှာတောင်အဲ့လိုဖြစ်နေတာပါဟုရွှေဘုံမြို့ကပြည်သူတို့ကပြောပါတယ်။ရင်းပြင်ရွှေဘုံမြို့ပေါ်တွင်ရွေးကောက်ပွဲအတွက်လုံခြုံရေးတင်းကျပ်သည်ဟုဆိုကာမြို့အဝင်ထွက်ဂိတ်များတွင်စစ်တပ်ကပြည်သူများကို စစ်ဆေးဖမ်းဆီးငွေညှစ်မှုများကိုလည်းအရှိန်ဟုန်ဖြင့်လုပ်ဆောင်လာနေကြောင်းတည်ရပါတယ်။ဂျာဆုံရဲဘော်များ၏မိသားစုများကိုစောင့်ရှောက်နိုင်ရေးကိုလည်းအင်ကာဆွတ်လွတ်ရသည့်ရဲဘော်များကိုတသက်စာတောင်းယူနိုင်ရေးအတွက်ဥပဒေပြဋ္ဌာန်းနိုင်ရန်လုပ်ဆောင်နေကြောင်း UNG ကပြောပါတယ်။လူဦးတော်လှန်ရေးကာလတွင် အာနာသိန်းအကြမ်းဖက်စစ်တပ်ကိုစတင်တိုက်ခိုက်ရင်အသက်နဲ့ခန္ဓာပိတ်ဆက်ဆွတ်လွတ်ခဲ့တဲ့ တော်လိုင်းရဲဘော်တွေအတွက်ရဲဘော်တွေရဲ့မိသားစုဝင်တွေအတွက်ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့ကြိုးပမ်းနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။ကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေနဲ့ကိုယ်နဲ့အင်ကာဆွတ်လွတ်ခဲ့ရတဲ့ရဲဘော်တွေအတွက် NUG လက်ထက်မှသာမကနောက်အနာဂတ်မှာပါတောင်းယူပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရှိသူဦးနေပုံလက်ကပြောဆိုပါတယ်။ ဒေါ်လာရီမှာမြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုတာဝန်ယူစောင့်ရှောက်နိုင်ဖို့နဲ့ကိုလင်းအင်ကာဆွတ်လုခဲ့ရတဲ့ရဲဘော်တွေအတွက်တသက်စာလုံးတဘွားစာလုံးကျမ်းမာရေးပညာရေးအသက်မွေးဝန်ချောင်းရေးတို့အတွက်တာဝန်ယူတာဝန်ခံနိုင်ဖို့လက်ရှိအမျိုးသားညီရဲစုရတာမကအနာဂတ်မှာပေါ်ပေါက်လာတဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကပါတာဝန်ယူတာဝန်ခံနိုင်ဖို့ဝါဒတွေကိုလည်းချမှတ်ဆောင်ရွက်နေပါတယ်ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်လက်ရှိပါတယ်လို့ ဦးနေဘုံလက်ကပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာပြောခဲ့တာဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရရဲဘော်တွေကိုကုသနိုင်ဖို့နဲ့သူတို့ရဲ့ဘဝရှေ့ရက်အတွက်စီမံပေးနိုင်ဖို့ကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်စစ်ရေးဌာနရဲ့လက်အောက်မှာစေဝန်တန်းဌာနခွဲတစ်ခုထားရှိပြီးဆောင်ရွက်နေတယ်လို့သိရပါတယ်။ဒါအပြင်ဒဏ်ရာရရဲဘော်တွေကိုကုသပေးဖို့ပြည်တွင်းကစစ်ဆေးရုံ33ခုနဲ့စေကောင်းတွေမှာကုသမှုဆောင်ရွက်ခြင်းလူမြောက်နေနေတွေနေဆက်ဒေသတွေကစေယုံတွေစီလွယ်ပြကုသခြင်း နိုင်ငံတကာဖွဲ့စည်းတွေဖြည့်ရင်းနဲ့နယ်စပ်ဒေသကျန်းမာရေးစောင့်ရှောက်မှုဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းပြည်ပမှာစေကုသမှုခံယူဖို့လိုအပ်တဲ့တပ်ဖွဲ့ဝင်တွေအတွက်ကုသရေးစားသောက်နေထိုင်သွားလာရေးတို့ကိုပံ့ပိုးနိုင်ဖို့အတွက်နယ်စပ်ဒေသကျန်းမာရေးစောင့်ရှောက်မှုဖွဲ့၅ဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်းတို့ကိုလှုပ်ဆောင်နေတယ်လို့ပြောပါတယ်မတန်ဆွမ်းတပ်ဖွဲ့ဝင်တွေအတွက်ကျေတူလက်တူတက်ဆင်ပေးခြင်းတို့ကိုဒေသအလိုက်ဆောင်ရွက်နိုင်ဖို့အတွက်ပြည်내ထူထောင်ရေးစင်တာ၄ခုဖွင့်လက်ဆောင်ရွက်လက်ရှိသလိုဒေသအလိုက်လူမှုခြေပြုအဖွဲ့အစည်းတွေနဲ့လည်းခြေဆက်ဆောင်ရွက်နေပါတယ် ဒဏ်ရာရဲဘော်တွေရဲ့ကုသမှုခြေတုလက်တုတက်ဆင်မှုနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လစဉ်ကျပ်သိန်းတစ်ထောင်မှကျပ်သိန်း1500ခန့်ကိုပုံမှန်အသုံးပြုဆောင်ရွက်လည်ရှိပါတယ်လို့ဥနေဘုံလကပြောခဲ့ပါတယ်။ဒါအပြင်ထိခိုက်ဒဏ်ရာရရဲဘော်တွေနဲ့တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေကိုတက်တာစေဖို့နှစ်တင်ဆွေးနွေးရေးအစီအစဉ်တွေကိုလည်းလှုပ်ဆောင်နေကြောင်းပြောဆိုခဲ့ပါတယ်။မိုးကုံနဲ့မိုးမိတ်မြုံများတို့တီအန်အလီကစစ်ကော်မရှင်တပ်များကိုခေါ်သွင်းပြီဖြစ်ကြောင်းသိရပါဗျ။တောင်မြုံသာလွတ်မြောက်ရေးတပ်မတော်တီအန်အလီနဲ့ စစ်ကောင်ရှင်တို့အကြားအပြစ်ရဲ့ဤနိုင်ချက်များရယူပြီးနောက်မိုးကုန်းနဲ့မိုးမိတ်မြုံများမှ DNA တပ်များထွက်ခွာပေးရမည်ဖြစ်ကာစစ်ကောင်ရှင်တပ်များဝင်ရောက်လာမည်ဖြစ်ပါသည်စစ်ကောင်ရှင်တပ်များသည်မိုးမိတ်နဲ့မိုးကုန်းတို့ဝင်ရောက်ရာတွင်တအောင်းတပ်များကိုယ်တိုင်ခေါ်သွင်းပေးမည်အခြေအနေနဲ့ဝင်ရောက်မည်ဖြစ်ကြောင်းတော်လှန်ရေးတပ်ဖွဲ့များနဲ့ဤဆက်သူများထားမှတည်ရပါသည်ယူကန်လူငယ်တွေနဲ့အမျိုးသမီးမျိုးသားတွေကိုခေါ်ပြီးတော့စာရဖအစ်စ်ပရရဲ့လုံချွေးတက်ဖွဲ့တွေကခေါ်ရိုက်တယ်။မင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့ကတံပုံတီးလာလားဆိုပြီးခေါ်ပြီးဂျန်နတာတွေရှိတယ်။ မိုးကောအရှိဘက်မှာဆာယဖောက်တွေရောက်နေပြီဟုမိုးကောမြုပ်ခမ်းမြို့သူမိတူကပြောပါရယ်နိုဘာလာအကုံတွင် တောင်းတမြာမြို့နှမြို့မှအပြီးဖယ်ရှားရမည်ဖြစ်ကြောင်းသတင်းများထွက်ပေါ်ပြီးနောက်စစ်ကောင်ရှင်ကိုမြို့အပြင်တောင်းတက်ကိုတိုင်းခေါ်သွင်းပြီးဆိုသည့်ခြေနေများပါကြားသိလာရခြင်းဖြစ်ပါရယ်ပြီးခဲ့သည့်နိုဘာလာ16ရက်နေ့ကတော်လိုင်းအင်အားစုများတွေ့ဆုံများတွင်ထင်းတလီကစစ်ကောင်ရှင်ကိုခေါ်သွင်းလာသည့်အခါနှောက်ရဟန်တာခွင့်မရှိကြောင်းထပ်သွင်းပြောဆိုခဲ့သည်ဟုသိရပါရယ်ထိုခြေနေကြောင်း တော်လိုင်းတပ်ဖွဲ့တီတီကမြို့ကိုဆက်လက်ကာကွယ်သွားပြီးခုထုတ်ပြန်ခဲ့တော်လဲမဲဖက်ဖြစ်သည့် TNL ကနှောက်ရှက်ဟန်တာခြင်းမပြုလို့ရပြောဆိုထားသည့်အတွက်အခြေအနေမှာရှုပ်ထွေးလျက်ရှိပါတယ်လက်ရှိတွင်မိုးကုတ်မြို့တွင်စစ်ကောင်ရှင်တပ်မှအဖွဲ့အစုရောက်ရှိနေပြီဖြစ်ပြီးစစ်ကောင်ရှင်ကနိုဘာလ2ရက်နေ့ကလေးကမိုးကုတ်မြို့ပေါ်တွင်စစ်ဆိုင်ရုံဖွင့်လှစ်ထားခဲ့ပါတယ်အခုလကုန်တွင်ထိုလုံးမှတစ်ဆင့် TNL တပ်များဥဆောင်မှုဖြင့်မြို့တွင်းသို့ဝင်ရောက်ပြီးတီးရပါတယ်အခြေအနေကတော့တိကျမသိရသေးဘူးကျွန်တော်ကတော့ကူဖို့ရောက်နေပြီ သူတို့ချကြမယ်ဆိုလဲအသင့်နေထားဖို့ဟုတော်လိုက်တပ်ဖွဲ့ဝင်တူကပြောပါတယ်။ TNA နဲ့စစ်ကောင်ရှင်တို့ဆက်ဆံရုံများကိုပြင်းလွင်တဲ့မိုးကုတ်လက်မှတ်ပေါ်ရှိရှမ်းလန်းစုံတွင်ဖွင့်လှစ်ထားပြီဖြစ်ကြောင်းလည်းသိရပါတယ်။